ိမ့်သိမ့်ကြစီတဘာဝအောင်တော်တာရှင်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာအပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြစီတဘာဝအဝင်ဆိုတဲ့ကံတာလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီလိုမှမှာတော့ရိုးသားလာတဲ့ကြေးလက်နေတောင်သူများနဲ့တဘာဝတရားပျက်စီးမှုများအကြောင်းကိုကျွန်တော်အနေနဲ့တင်ပြပေးသွားမှာပဲဖြစ်ပါတယ်သောတာရှင်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာ ကျွန်တော်တို့ကားလမ်းတစ်လျှောက်ကားနဲ့ပဲဖြစ်ဖြစ်စိုက်ကယ်နဲ့ပဲဖြစ်ဖြစ်ခီးထွက်ကြတဲ့အခါမှာနေဘက်တွေများကိုရောက်ပြီဆိုရင်တော့ရိုးသားလာတဲ့တောင်သူဦးကြီးများကိုတွေ့ကြရမှာပဲဖြစ်ပါတယ်တကယ်ကိုရှစ်စရာကောင်းပြီးရိုးသားလာတဲ့ဇိုက်လက္ခဏာများကိုတွေ့ရမှာဖြစ်ပါတယ်ဒါမှလည်းတစ်ခါတလေမှာဒီလိုရိုးသားလာတဲ့တောင်သူဦးကြီးများဟာတဘာပဝန်းကျင်ကိုပျက်စီးစေတဲ့အချက်တွေကိုလောက်ခဲ့တတ်ကြပါလေ အများသောအားဖြင့်တော့မတိဘဲနဲ့လုံကြတာများမယ်လို့ထင်ပါတယ်။ဥမာပိုးသက်စေးတွေအလွန်ကျွံသုံးဆွဲမိတာတစ်တောများကိုခုတ်ယူသုံးဆွဲကြတာလေ။နောက် short တိုက်ပြီးငါးဖမ်းကြတဲ့စတဲ့အချက်တွေပဲဖြစ်ပါတယ်။နေဘက်တွေကိုညဘက်မှာသွားခဲ့မယ်ဆိုရင်တော့လမ်းတစ်လျှောက်ကားလမ်းဘေးမှာ short ထိုးနေကြတဲ့လူကြီးလူငယ်များကို တွေ့ကြမှာပဲဖြစ်ပါတယ်။ မိမိရဲ့ဝိုင်းတထွာအတွက်လောက်ကင်စားတော့နေကြရတာပဲဖြစ်ပါတယ်ဒီ short ထိုးသူများ short တိုက်သူများ short တိုက်ပြီးဓာရီပဇွန်းနေငရှိနေစားတဲ့ဟာတွေကိုဖမ်းတတ်ကြပါတယ်ဒီပုဂ္ဂိုလ်တော်တော်များများဟာ အများသောအားဖြင့်အတိနေပါကြပါတယ်သူတို့ရဲ့ငါဖမ်း short တိုက်ခြင်းဟာရင်းနေသရဝါများကိုဘလောက်ထိပျက်စီးစေတယ်ဇီဝမျိုးစေ့တွေကိုဘလောက်ထိဆုံးရှုံးစေတယ်ဆိုတဲ့အချက်တွေကို တို့တိတ်ပြီးသိရမတူကြပါဘူးတကယ်လည်းမသိကြပါဘူးတော်တော်များများကတော့အလွယ်တကူဝမ်းစာရရှိရေးမိမိတို့ရဲ့ပြန်လဲရောင်းချနိုင်ဖို့အသက်မွေးဝမ်းပြုဖို့ငါဖားငရှင့်စတဲ့အလဲတကူရရှိရေးအတွက်ပဲဥတည်ကြတာကိုတွေ့ရပါတယ်ဒါပဲလဲသိတဲ့လူချိုးလည်းရှိပါတယ်မိမိတို့ရဲ့စားဝတ်နေရေးအခြေအနေကြောင့်ဆက်ပြီးလောက်ကင်နေကြရတဲ့သူတွေလည်းရှိပါတယ် ဒီလိုအခြေအနေတွေပြင်မလာခဲ့တဲ့အခါမှာမိမိတို့ရဲ့လုပ်ငန်းကိုဆက်လက်လုပ်ပိုင်ကြတာပဲဖြစ်ပါတယ်။ထို့အတူပါပဲတောတွေတောင်တွေထဲမှာဆင်းရဲစွာမိသွေးဖုတ်ပြီးရောင်းချကြတဲ့တောနေပုဂ္ဂိုလ်များကိုလည်းပြေဥပါတယ်။သူတို့နဲ့လည်းကျွန်တော်စကားသမီးပြောခဲ့ရတယ်ရှိခဲ့ပြီပါတယ်။အကျုံးမြတ်ရဲ့လို့ရရှိမှုကနည်းပါပါတယ်။တော်ရမမီးသွေးဖုတ်တဲ့သူတော်တော်များများဟာသူတို့ရဲ့မီယိုဖလာလုပ်ငန်းတစ်ခုကိုလုပ်ကင်နေကြတယ်လို့ပဲ ကျွန်တော်ထင်မိပါတယ်။ဘယ်သူမှလည်းမိမိတို့တစ်တော်တစ်ပင်များဟာဒီသဘာဝတရားယာသည်ဥဒုနဲ့ဆက်ဆက်နေတယ်ဆိုတာကိုသတိထားမိဟင်မတူပါဘူး။သူတို့ဘဝမှာတော့ယာသည်ဥဒုပူရင်ပူတယ်လို့မှတ်တယ်။အေးရင်လည်းအေးတယ်လို့မှတ်တယ်။ဒီလိုပဲရိုးသားစွာတွေးခေါ်ကြတာကိုကျွန်တော်သူတို့နဲ့လက်ဆောင်ကြစကားပြောတဲ့အချိန်မှာသိကြရပါတယ်။ဒီတော့တစ်တော်များနဲ့တန်ဆာရာပြောတိမှုများ ရှိခဲ့တဲ့လောက်ခဲ့တဲ့ တောင်းသူတွေဟာသူတို့ရဲ့အကျိုးများဟာသူတို့ရဲ့စားဝတ်နေရေးအတွက်ပဲရှိပါတယ်။ဒါပေမဲ့တကယ်တမ်းအများကြီးစားပြီးလောက်ကန်ကြတဲ့သူတွေကတော့ငွေကြီးရှိတဲ့ရောင်းဝယ်လုပ်နိုင်တဲ့လူတန်းစားတွေပဲဖြစ်ပါတယ်။သူတို့ကငွေကြီးလောက်ကန်သူတွေထဲကနေဝယ်ယူတယ်ပြန်ရောင်းတယ်ဒီလိုနဲ့ပဲကြီးပွားချမ်းသာကြပါတယ်။ဒါပေမဲ့သူတို့ကဒီလိုအောက်ခြေသိမ်းအလုပ်တွေကိုလောက်ကန်လို့မရှိပါဘူး။တကယ်လို့သက်ဆိုင်ရာကနေရေးယူမယ်ဆိုရင်လည်း ရှောင်မပြေးနိုင်တဲ့ပုံကိုယ်တွေဟာဒီလိုပုံကိုယ်တွေပဲဖြစ်ပါတယ်ဒီလိုအခြေအနေတွေမှာမိမိတို့ရဲ့အိမ်ခွင်းထဲမှာတစ်တို့တစ်ချောင်းလေးရှိဖို့သို့မဟုတ်လို့ရှိရင်ယူသေးဖို့ရှိဖို့ဆိုတာတကယ်ကိုခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်ဒါပဲလေခုနကကုံတဲ့ပွဲစားများကတော့စောစောစီစီရှောင်ပြေးနိုင်ကြပါတယ်ဒီလိုခက်ခဲတဲ့အခြေအနေတွေမှာဒီလိုဆင်းရဲတဲ့လူဒန်းစားတွေဟာအခုပဲအိမ်တိုင်းပဲချွတ်ရောင်းရတော့မလို့လို့ ကြောင်းမယ်စားရတော့မလို့လူတွေဖြစ်တတ်ပါလေဥမာအဖြစ်ပုံမှန်တစ်ထမ်းပြီးအလုတ်လုပ်တဲ့လူတယောက်ဟာသို့မဟုတ်လည်းတစ်ခေါက်ကလေးတွေခွာပြီးထင်းအဖြစ်ရောင်းတဲ့လူတယောက်ဟာဒီလိုအခြေအနေတွေမှာအလုတ်မရှိတော့ပါဘူးသမင်းစားဖို့ရသူ့အတွက်အတော်လေးကိုခက်ခဲသွားတဲ့အခြေအနေမှာရှိပါတယ်ရိုးသားကြတဲ့သူတွေပဲဖြစ်ပါတယ်ဒီလိုတွေဟာသူတို့တစ်ခုတ်လိုက်လို့သူတို့မိသွေးဖုတ်လိုက်လို့တစ်တော်တွေပြုံးပြီး သဘောဝတန်နေခံစားနေရတယ်ဆိုတာကိုသူတို့တွေးထင်ပြီးမှမဟုတ်ပါဘူးဒီတော့ကျွန်တော်တို့တွေအသိပညာများများပေးဖို့ရာလိုအပ်ပါတယ်ဘာကြောင့်စိပင်းနေမဖုတ်သင့်တဲ့အကြောင်းတွေဘာကြောင့်မီးသွေးတွေမဖုတ်သင့်တဲ့အကြောင်းတွေကိုကျွန်တော်တို့ပြောကြားနိုင်ဖို့ရာလိုအပ်ပါတယ်အဲ့လိုအခါမှာသူတို့ဘက်ကမေးလာနိုင်တဲ့အကြောင်းအရာတစ်ခုရှိပါတယ်ကျွန်တော်တို့ဒီအလုပ်တွေများမလုပ်ရခဲ့ရင်ဘယ်လိုများထင်မြင်စားကြမလဲပေါ့ ဒါလည်းကျွန်တော်တို့စဉ်းစားရမယ်အချက်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တက်တော့ပညာရှင်တဦးရဲ့အင်တာဗျူးတစ်ခုကိုနားထောင်ခဲ့ဦးပါတယ်ပုပ္ပားတောင်ကြီးစိန်လန်းဆိုပြီးရင်းနဲ့ပတ်သက်ပြီးနာမည်ကြီးတဲ့ပုဂ္ဂိုလ်တယောက်ပဲဖြစ်ပါတယ်သူကတော့သူ့ရဲ့အင်တာဗျူးထဲမှာအရင်ဦးဆုံးဒီပုပ္ပားတောင်တဝိုင်းမှာတစ်ခုတ်မိသေဖုန်နေတဲ့ဒေသခံတွေကိုတက်တော့အခုနဲ့အငယ်လေးတွေအဖြစ်ခန့်အပ်ပြီးစတင်တာဝန်ပေးတယ်လို့ဆိုပါတယ် ဒါလည်းတကယ်ကောင်းပေါ်လာတဲ့အကြံဉာဏ်တစ်ခုပဲဖြစ်ပါတယ်။ဒီလိုအလောကအခွင့်အရေးရလာတဲ့အခါမှာနောက်တစ်ခုကဒီရေဒီပြည်မှာသာဝရနေထိုင်နေကြတဲ့အတွက်ကြောင့်မို့သူတို့ဟာတစ်တော့နဲ့မစိမ့်လာပါဘူး။လက်ရှိလှုပ်ရှားနေကြတဲ့တစ်ခုတ်ထင်းခုတ်မိသွေးဖုတ်တဲ့အလုပ်တွေအားလည်းပြောင်းလဲသွားတာလေကောင်းမွန်လာတဲ့အချက်ပဲဖြစ်ပါတယ်။ဒီလိုအယောခံတဲ့တောင်သူထင်းခုတ်သူများကိုအလုပ်ပေးနိုင်တာဟာတစ်တော့များကိုကာကွယ်စောင့်ရှောက်နိုင်လိမ့်မယ်လို့ ကျွန်တော်ယူဆမိပါတယ်အလုတ်ကင်ခွင်းလန်းပေးခြင်းအဖြစ်မူရင်းမိမိတို့လုတ်ကင်နေတဲ့အလုတ်ကိုလည်းပြောင်းလဲနိုင်မှုရာသူတို့စူးစမ်းကြမှာဖြစ်ပါတယ်ဒီလိုအောက်ခြေလုတ်ကင်နေတဲ့လူရန်းစားတွေသာမရှိတော့ရင်သိကြပါတယ်ပွဲသားတွေမောင်ခိုသမားတွေဆိုတာဟာလည်းသူတို့တော့ဝင်ခုမှာမဟုတ်ပါဘူးဒါပေမဲ့လည်းဓာတ်နဲ့ပူဈေးကြီးပေးပြီးခုတ်ခိုင်းမှာတော့သိကြပါတယ်ဒီအချိန်မှာတော့ကျွန်တော်တို့ဟာဥပဒေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ ထိန်းချုပ်နိုင်မှုရလိုအပ်ပါတယ်။တစ်ဖက်မှာ အသိပညာနည်းပါးတဲ့တောင်သူများကိုလည်းအသိပညာပေးမယ်။တစ်ဖက်မှာလောဘသမားစီးပွားရေးသမားတွေကိုလည်းဥပဒေရဲ့လမ်းကြောင်းအရရေးယူပေးမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တစ်တော်မြင်များဟာကောင်းမွန်စွာ ထိမ့်သိမ့်နိုင်မှာပဲဖြစ်ပါတယ်။တို့တူတန်ဇတာတွေဖြစ်တဲ့ငါးတန်ဇတာ၊ရေးတန်ဇတာတွေကိုလည်းကျွန်တော်တို့ထိမ့်သိမ့်နိုင်မှာပဲဖြစ်ပါတယ်။ထို့အတူပါပဲတော်ရဲမှာမီယိုဖလာအမဲလိုက်တဲ့ ူတွေလည်းဒီလိုပဲဖြစ်ပါတယ်ကျွန်တော်တို့အသိပညာလည်းပေးမယ်လောဘသမားတို့လည်းဥပဒေရလမ်းကြောင်းမှုပေးမယ်ဆိုရင်တော့ကျွန်တော်တို့ဟာကောင်းမွန်လာတဲ့သဘောဝပေါင်းခြင်းတစ်ခုကိုထိန်းကျောင်းနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာဒီကျိုးသားလာတဲ့တောင်သူများရဲ့ဘဝကိုအသိပညာပေးပြင့်တင်ပေးခြင်းအားဖြင့်သူတို့လေးတွေအားလုံးအသိပညာရှိခြင်းအားဖြင့်တော်သိပ္ပံများကိုထိမ့်သိမ့်နိုင်မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့သင်ပြပေးရပါတယ် ချစ်သောတောသူပေါင်းသားဦးကြီးအပေါင်းတို့အသိပညာရှိခြင်းအပြင်တတော်သိပင်များကိုထိမ့်သိမ့်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆန္ဒပြုဆုတောင်းပေးပါတယ်ကျွန်တော်စွန်နိုင်ဦးပါ